တို့ရဲ့မိတ်ဆွေများအားလုံးပဲမင်္ဂလာပါခင်ဗျာမင်းသားကြီး channel လေးကနေစိတ်ဝင်စားပွဲတတိတံဝေကရောက်ပွဲအားရမတမှုခင်ဖြစ်ရမန်ဇလန်ကောင်းလေးကိုတင်ဆက်ပေးဖို့အချိန်ခါကြောက်ရောက်လို့လာခဲ့ပြန်ပါပြီဒီနေ့တင်ဆက်ပေးမယ်မွန်နမနှစ်ယောက်တည်းရှိတဲ့အင်ကြီးမှာပိုင်ဆိုင်သမျှအမွေတွေကိုမောင်းပိုင်စည်းကျင်လို့အသက်80ရွယ်အမကြီးကိုတက်ပစ်ခဲ့တဲ့ရှင့်နေကြီးဦးငွေဝိုင်းရဲ့ရက်ဆက်ရုပ်မာခြင်းလို့မြည်ရတဲ့စေဝင်စားပွဲ တတိတံဝေကရပွဲရာယမတံမူခင်ဖြစ်ရမဇလံကောင်းလေးကိုတင်းဆက်ပေးမှာဖြစ်လို့ခံစားနှောစင်အော်ပေးကြပါအောင်ခင်ဗျာမိမအိုကြီးကလက်နှစ်ဖက်ရေဘဘောတင်းလျက်ကြေးကလင်ကြီးပေါ်မှာငိမ့်သက်ချင်းပြင်းနဲ့လေလျောင်နေပါပြီယောဂီဝိဆုံကိုဝှက်ထားပြီးချေးရှည်ဆွလျက်တော့ကောင်းပြီမှာတော့စိန်ဝါယောင်အေယံမထိတ်တိကြီးပါတော့တုံမေကောင်းဆွေအုတ်ထုတ်ကိုတွေ့ရပါတယ် မိမကြီးရဲ့သမီးတွေကတန်ကြီးအောင်တော့လို့ထူထဲတဲ့လောက်အလင်းသက်ရက်စွာဖြည်တင်ထားပါတယ်။ဆရာဝန်ကကတင်ပေးမှခတ်တောင်းတော့ရက်နေရမှလေးနဲ့တိကျသောမှတ်ချက်ကိုပေးလိုက်ပါတယ်။တည်ခဲ့တာကတော့လေးနာရီထက်ပိုမကြသေးဘူးဗျ။တစ်ချက်တည်းပွေးချင်းပြီးပါပဲ။ဝန်တူတူကြည်စံဖြစ်နိုင်တယ်။အနီးကပြည့်ချက်မဟုတ်ဘူး။ရမ်းလောင်တာမတွေ့ရဘူး။အဲကိုကိုတက်တည်ဖို့ကြံတာတော့ဘယ်နည်းနဲ့မှမဖြစ်နိုင်ဘူးဗျ။ ဘေဘက်နှစ်ထင်းကအုံနောက်ကိုဖောက်ထွက်သွားတာပဲရဲဟုတ်ဝဏ္ဏဆိုးကဒေါ်ရွှေဤရဲ့ပချိန်ထက်မှအနက်ပေါ်လေးကိုလှမ်းပြီးရင်ဆရာဝန်ဒေါက်တာညွှန်အောင်ကိုမေးလိုက်ပါတယ်မတော်တဆမှုရောမဖြစ်နိုင်ဘူးလားဆရာဖြစ်နိုင်တာပေါ့ဒါပေမဲ့ဒါကျွန်တော်ပိုင်တော့မဟုတ်တော့ဘူးစေယုံပို့ပြီးတော့ထပ်ပြီးတော့လေ့လာရမယ်ကြည်စံရရင်ခမရအတွက်ကျွန်တော်တောင်းထားလိုက်ပါမယ်ဝဏ္ဏဆိုးလေဒေါက်တာညွှန်အောင်နဲ့တူတကားဘောက်ကိုလာခဲ့ပါတယ် ီဖွားကြီးကိုဒေါက်တာရင်းရင်းနှီးနှီးသိတယ်နော်လွန်ခဲ့တဲ့9နှစ်လောက်ကလေးကဆိုပါတော့သူနဲ့သူ့ကိုအငိမ့်စားရှင်းနေခြင်းနှစ်ယောက်လုံးပါပဲသူတို့ကလင်းတို့တွေလို့ယူနေကြတာအဲအဲ့တလောက်တော့လည်းမစိုးသေးဘူးပေါ့ဗျာဒါပေမဲ့ဦးကြောင်ကြောင်လူထုဆန်မောင်နှမတွေပေါ့ဗျာအမကပန်းချန်တဲ့ကိုစင်းပန်းမွင့်တွေပွင့်လာအောင်ဆိုပြီးတရောထိုးတယ်သူ့မောင်ကဘေးကနေပလွေမှုတ်တယ်တကယ်ပဲပန်းမွင့်တွေပွင့်လာတယ်ဗျာယုံကျင်ယုံမယုံကျင်နေပဲ ဒီကလောင်းမြို့မှာတော့နာမည်ကြီးလူကုန်တန်နေပေါ့ပြောမယ်ဒီမိမကြီးရဲ့ဇမင်းလေးကအစ်စ်မဟုတ်ဘူးဗျဇပင်တုဆွတ်ထားတာအဲ့ဒါအခုမှပဲကျွန်တော်လည်းသိရတော့တယ်ဝနာစိုးကအိတ်ခမ်းဝတ်မှာအဆောင်ရစ်တဲ့ဖွဲ့ကိုအမိန်ပေးလိုက်တယ်ငါကွန်ပျူတာမပါဘဲနဲ့ဘာတုမှမဝင်စင်းနဲ့ဟုတ်လားဆရာဝန်ကိုမင်းမောင်တော်လေကားမှာတစ်စင်းအော်ဒါတွေလိုက်ပို့ပြီးကံပေါင်းထွက်သွားတာကိုဝနာစိုးကစောင့်ကြည့်နေလိုက်ပါတယ် ဧကမ်းပါကြီးတွင်ပြန်ရောက်လာတဲ့ခါမှာကော်ဖီဘန်းကင်လာသူအင်ဂျင်မျိုးသမီးနဲ့ဆုံတယ်။အန်ကယ်ဥငွေဝိုင်းပြန်ရောက်လာပါပြီရှင်။သူစာကြည့်ခန်းထဲကိုလိုက်တွေ့လို့ရပါတယ်။ကျွန်မလည်းအကြောင်းစုံပြောထားပြီးသားပါ။သူ့ရဲ့ခြင်းတွေကရောဒါတော့ကျွန်မမပြောတတ်ဘူးရှင်။ကော်ဖီနှစ်ခွက်ပို့ဖို့တော့မှားလိုက်တာပါ။တွေ့တာဝန်နာဆိုးကအင်ဂျင်မျိုးသမီးဥဆောင်ရာစာကြည့်ခန်းထဲကိုရောက်သွားခဲ့တယ်။ရှင်နေကြီးဥငွေဝိုင်းက ပြည်နှင်းပေါင်းမရက်လျက်အော်တိုဘာလာရဲ့နေရောင်ကြီးအောက်မှာတောက်ပါနေသောဥယျာဉ်တစ်ခွင်ကို မြုံငေးနေပါတယ်။သူကအရက်၅ပြီခွဲလောက်ပိပိပပလက်ပြင်ကုန်းနေတထောင်စင်းများမှာဒေယီကတ်ထားသောဂရီပါချက်ကင်းနဲ့ကွင်ယိုစင်းချီပေါင်းမိရှိကိုဝတ်ထားပါတယ်။တိုင်းကျိုးဖနက်ကို ချေးမပါဘဲနဲ့စီထားတယ်။သူရဲ့မျက်နှာကနေလောင်ခံထားရသလိုပယိုးချောင်းချောင်းနဲ့ ဥစားပုံပေါက်နေပါတယ်။နှုတ်ခမ်းမွေးပါပါရှိတယ်။သမင်မွေးတွေဖြူနေပြီးတော့ညက်ဖို့ကောင်းနေတဲ့အချိန်နေ။ကျွန်တော်ရဲကိုဝန်သာစုပါအန်ကေ။ဟောဟုတ်လားကဲထိုင်။ကော်ဖီတောင်းရင်စကားပြောကြတာပေါ့။ခင်ဗျားတို့လည်းအတော့ကိုလှုပ်ရှုပ်နေပြီးတော့ပြင်းမှန်းသွားပြီထင်ပါတယ်။အတန်ကအိုးနဲ့စိစိပိုင်ပိုင်ရှိတယ်။ဩဇာတန်အပြည့်ပါတယ်။မှန်ပါတယ်အန်ကေ။တခါတလေတိထက်ပို့ဆိုပြီးတော့စိတ်ပြတ်ဖို့ကောင်းတော်လေးတော့ ွန်ဝတ်တတ်ပါလေ။အေးဗျာလူဘွားကြီးကအလုပ်တွေပွေလင်းရှုပ်နေတာကလား။ကြုံလက်ဘာထုလို့လဲ။ကိုယ်ပဲကြုံမငွေကိစ္စကိုတွားလိုက်ရသေးတယ်။နားမမကြံရသေးဘူး။ဟော။ကံမြောက်ကိုလက်ခံတွေ့နေရပြန်ပြီ။ဦးငွေပိုင်းအဲ့ခါတပွဲမှာလာပြီးတော့ထိုင်ပါလေ။ကော်ဖီယူတော့တယ်။တရင်ကမြောက်တိတ်ဆိတ်သွားပါလေ။ဝန္နဆုပ်ဖို့တော့ထိုးတရင်ကမှအာအသင်နေမိတယ်။အနေထားက သူထင်ထားခဲ့တယ်လို့မဟုတ်ပါလားရှင်နေကြီးဦးငွေဝိုင်းဟာသူနဲ့နေပေါင်းများစွာသူနေခဲ့တော့အမတ်တွေဝမ်းနေပူဆွေးဖို့နည်းနည်းလေးမှမရှိအဲ့ဒီတဲ့ကမောင်ဝန်တာဆိုးရဲ့မျက်စိထဲမှာဒေါ်ရွှေဤရဲ့အလောင်းကြီးကိုဖျက်ခင်နေမြင်အောင်လိုက်မိတယ်ကော်ဖီကိုအေးမထားနိုင်ပဲသူကပြောတယ်အန်တီကြီးရဲ့အလောင်းကိုတော့လွန်ခဲ့တဲ့နှစ်နာရီလောက်ကအန်ကေရဲ့စိုက်ခင်းနေနောက်ကလူသွားလမ်းပေါ်မှာဥယျာဉ်မှုကတွေ့ခဲ့တာတဲ့ဆရာဝန်ကတော့ ဝန်တူတူတန်ရနဲ့တည်တယ်လို့ထင်တယ်တဲ့ကြည်စံကဘေဘက်နှစ်ထင်းကဝင်သွားရကပွေချင်းပြီးတည်တာတဲ့ဝန်ငွေဝိုင်းကခေါင်းငိန်ပါတယ်ကော်ဖီကိုရှုခနဲ့မြည်အောင်ဆုပ်တော့ပြီးတော့ဆရာဝန်ကဟုတ်လားဟုတ်ပါတယ်အငယ်ခက်ကြက်လေးပြောဗျကျုပ်ကနားလေးတယ်အမ်ဆရာဝန်ပြောတာအမှန်ပဲဝန်တူတူကြည်စံနဲ့ပြည့်တဲ့သူကတော့ကျုပ်ကိုယ်တိုင်ပဲတကယ်တော့ကျုပ်ရဲ့ပြည့်မဟုတ်ပါဘူး သူ့ကိုကကျမငင်ပြီးတော့စိုက်ခင်းနေကြတဲ့တော့နေတော့ကိုကျောက်ကမနက်စင်နိုင်ထိုးတဲ့အထိအဲ့နေရာကိုဘယ်သူမှမသွားဘူးလို့အမိတ်ထုတ်ထားတာဗျတာကိုဒီငါလူတွေအားလုံးသိတယ်ဟိုမှာလဲစိုက်ဖို့ကတ်ထားတယ်ဟုတ်ကဲ့ကျွန်တော်စောစောကမြင်ခဲ့ပါတယ်ဘာဘာဘသူကကမြင့်ပြီးတော့အဲ့ဒီစိုက်ဖို့ကိုဖြုတ်ချလိုက်တာလေကမြင့်ပြီးဖြုတ်တယ်လို့ပြောတာမဟုတ်ပါဘူးအန်ကေကျွန်တော်ကိုယ်တိုင်လည်းမြင်ခဲ့တယ်လို့ပြောတာပါ ရှင်းနေကြီးဦးမွေပိုင်းကပြွတူပြစ်တဲ့နဲ့ပြန်ပြီးတော့မေးလိုက်တာကိုဝန္နဆိုးကအတန်ကုန်ဟိပြီးတော့ဖြင်းမိတယ်။ဟောတလောင်လဲအော်စရာမလိုပါဘူးဗျာ။ကျုပ်ကလေးတဲ့နားကဘဲဘက်နောက်တစ်ဖက်ထဲပါ။ဒီလိုနဲ့ဝန္နဆိုးလည်းတလုံးချင်းပြပြတတ်တော့ဖွင့်ဟာလိုက်ပါတယ်။ကဲဒါဆိုလဲတစ်စိမ့်လောက်ကျေးဇူးပြုပြီးတော့ရှင်းပြပါလားအငယ်။ဘယ်လိုကဘယ်လိုဖြစ်ပြီးအငယ်ရဲ့မကိုတန်တန်နဲ့ပြင်းမိတယ်ဆိုတဲ့အကြောင်းပေါ့။อืม ရှင်ပြရမကကျုပ်ရဲ့တာဝန်ပါပဲဖြစ်ပုံကခုနပြောသလိုကျမငင်းတာပါဒါပေမဲ့မပြေးတော့လဲကံရကရှိနေပြီကလားကဲကဲကျုံနေခဏလိုက်ခဲ့ပါဦးဦးငွေဝိုင်းကစာကြည့်ခန်းထဲမှာထွက်ခဲ့ပြီးအလေးလေးကမှအပေါ်ထက်အိတ်ခန်းတစ်ခုကို တက်ခဲ့ပါတယ်အိတ်ခန်းရဲ့တနေရာမှာ ခြံကြီးတစ်ခုလုံးကိုစီးပြီးမြင်နေတော့ပြတင်းပေါကြီးတစ်ပေါက်ရှိနေပါတယ်မြေပြင်ကသူ့ရဲ့ခြံဝိုင်းမှာအဝေးတော်အုပ်ရှိရာကိုမြင့်တက်သွားတယ် ချန်ပီယံကုန်းမြေတစ်လျှောက်မှာတော့အီယာမဆိုင်ကင်းကြီးတွေရှိနေပါတယ်။အိတ်ခန့်ရဲ့ပြင်းထန်ပေါက်ထက်မြင့်နေဆိုးရုံလေးဖြစ်နေပါတယ်။တနည်းအားဖြင့်တထန်းနဲ့လောက်ကျနေပါတယ်။ပြင်းထန်ပေါက်ဘေးကသပွဲငယ်တစ်လုံးမှာတော့ပွိုင်းတူဘောဇာရိုင်းဖဲတစ်လက်ထုံထားလျက်တော့ဦးငွေဝိုင်းလျှောက်သွားရမှာဝနာဆိုးကိုလက်မကြည့်ပဲတတ်တယ်ကိုလူ ecology ဆိုတာကြားဘူးသလားပြ ecology ဟုတ်လားဟုတ်တယ်အလွယ်ဆုံးဘာသာပြန်ရရင်တော့ ပဝင်ရှင်လေးလာမှုပညာပဲပေါ့အဲ့ဒီထဲမှာငှက်ပါဝင်တိရိစ္ဆာန်တွေနဲ့တိပိနေရဲ့စံနေမှုဆိုတာမျိုးလည်းပါတယ်ဥပမာဆိုရင် အစမတန်များပြားလာတဲ့ယုံတွေကြောင့်ဩစတြေးလျတိုက်တစ်ခွင်လုံးတမိုးချင်းကဏ္ဍအားတွေဖြစ်သွားတာကြုံခဲ့ရဖို့တယ်ဒီမှာတော့အဲ့ဒါတော့မစိုးသေးပါဘူးဒါပေမဲ့တင်မောဆာဝါငှက်တွေနဲ့ကျွေးကြောင်ငှက်တွေမကြခဏအိုးလိုက်ကြလာတဲ့တာနဲ့ကျုပ်ရဲ့စိုက်ခင်းတွေပျက်စီးတာမနေတော့ဘူး အပွင့်သီးတွေကိုအကင်လီတော်မချမ်းဒီစင်မခရီးရန်ပင်တွေအကုန်ပြောင်းတာပဲစာဝါတွေကျတူရွေးတွေအဲ့ဒီမကောင်းဆိုးဝါးတတ္တဝါတွေကိုအပြည့်ရှင်းဖို့ကြုတ်ကြံခဲ့ရတာအန်ကယ်ဆိုလိုတာကဒီပြတဲ့မောက်ကထိုင်ပြီးတော့ငှက်တွေကိုပြစ်တယ်ပေါ့တိတ်မှန်တာပေါ့ဗျာမနက်အာယုတက်ကနေရေချိုးကမဝင်မချင်းကျုပ်ကစောင့်နေရတာအလုပ်တစ်ခုပဲမနက်စာပြေတော့ဒီမှာပဲစရတာစီကံလေးတင်းတင်းကြပ်ကြပ်ကိုထုတ်ထားရတာပဲ စေနိုင်မထုံးမချင်းဘယ်သူမှစိုက်ခင်းနေတဲ့မသွားရဘူးလို့ဒီတနည်းပဲရှိတော့တာကိုဗျဖြစ်ချင်တော့ဒီနေ့မှအကျိုးရဲ့မကလည်းဟိုအိုးထုပ်စုပ်ကိုစောင့်လာတယ်ဒါလည်းအင်ဂျင်မီသိန်းပြောလို့သိရတာပဲဒီတော့အန်ဝေါ်စီကဘာလို့တော့မလဲသူကောင်းစွတ်ကထိတ်သီးနေဝါရောင်နဲ့ငှက်ရောင်က အတူတူပဲဖြစ်နေတာစိုက်ပင်ရဲ့နောက်သူဝင်ရက်ပြီးတော့ပြစ်တက်ခိုင်းတာနဲ့ဘာထူးသေးလို့လဲဒီလိုနဲ့ပြဿနာဖြစ် အသေးဆုံးနဲ့သိအမှုပွေရတာပဲ မကောင်းလိုက်တဲ့ဖြစ်ချင်းပြမတော်တဆမှတကယ်မတော်တဆစစ်ပဲတမဏလုံးမှဒီတချက်တဲကိုပြစ်မိကြအဲဒီတချက်နဲ့ကျုံမကမထိရတယ်လို့ပြအဲခုနှစ်နာရီလောက်ကပေါ့ရှိပါသေးတော့လေတခုကျွန်တော်စဉ်းစားမရတာကအန်ကရဲ့အမိန်ကိုလွန်ဆန်ပြီးတော်ရွှေဤဟာဘောက်ကြောင့်ဆိုင်ခင်းတဲ့ကိုရောက်နေရတယ်လေဆိုတာပါပဲပြီးတော့အန်ကရဲ့အကျင့်တလေးကိုလည်းသူမသိတာမှမဟုတ်တာ ရဲဟုဝဏ္ဏစုကအတွေ့အကြုံများရောက်အရေးကြီးသောစိတ်ပိုင်းကိုရောက်နေမှသိသလိုအလျှော်မပေးတမ်းအမင်းရဆုပ်ကိုင်ဖို့ကြိုးစားလိုက်ပါတယ်။ဦးငွေဝိုင်းကမကြသလိုဖြစ်နေလို့သူကလေးတံကိုမြင့်ပြီးထပ်ပြီးတော့ပြောသွားပါတယ်။အော်အန်ကဲမှာစိုက်ခင်းနေကြတဲ့ကိုရောက်သွားတယ်ဆိုတာဖြစ်နိုင်ပါမလားလို့သူလည်းစီကန်းချက်တွေသိရသားနဲ့ဗျာ။ဒါတော့ကြုတ်ရေးလေအောင်မပြောတတ်ဘူး။သူစိုက်ခင်းနေဝင်နေတာတော့အမှန်ပဲ။ခန္ဓာကသူကိုယ်တိုင်လည်း စာအုပ်ကြီးသမားပါလေနန်ဓာတ်ထိတိတ်ကိုစီကန်းကြည့်တာဆိုပါတော့ကျုံးတဲ့သူကမနက်6နာရီဆိုရင် မိုးလင်းစွာလက်ဖက်ရည်အတူတူတောင့်နေကြနှစ်ယောက်လုံးအေရကစောစောထားတဲ့သူတွေကြီးပါပဲတခါတလေသူကတောင်ဆော့ပြီးတော့လေးနိုင်ခွဲ9နာရီနိုးသေးတယ်နိုးတာနဲ့တောက်တော့မရောက်အိမ်လုံးတွေကိုရှောက်ပြီးလုံတော့တာပဲဒီကအသက်80ဆိုပေမဲ့ကိုတူကိုတော့ကိုဝါကိုကိုဝါရသမားအိမ်စေးတုတ်တာတော့သူလုတ်တယ်လက်ဖက်ရည်ပွဲဆိုတာကလည်းအင်းစီတွေမလာခင် သူကသူပြင်ပြီးတော့ယူလာတာဒီမင်းတော့ကျုပ်ကတနက်ကြီးစံကုန်းနေတာနေခင်းမှာတော့ဝယ်အောင်မယ်လို့ပြောမိတယ်ဒီတဲ့သူကအကြနာကောက်ပြီးစိတ်ချလက်ချနဲ့စိုက်ခင်းနဲ့ဆင်းသွားတာဖြစ်လိမ့်မယ်ကဲအကဲမကြီးစံကုန်းနေပြီဆိုတဲ့ကြားကဘာနဲ့ဘလို့သူပြစ်ခံရတာတော့ဗျပြောမယ်လေကျုပ်လဲကျုပ်ရဲ့စီကံအရာစာအုပ်ကြီးဝါဒလက်ကင်ထားတာကိုရှင်းရှင်းပြောရရင်တော့ကျုပ်ရဲ့တနက်ပြောင်းနေမှာ ဒီတောင်တော့အမြဲတမ်းထိုးတာလေးရှိတယ်အရေးကြုံရင်အသိဖြစ်အောင်ပေါ့တာကူကကျုံးဘတ်အတွက်ကန့်ဆုတ်သွားတာပဲတိုက်တန်ဆိုင်ဆိုင်မဖြစ်တင်တာတွေဖြစ်ကုန်တာပေါ့ဗျာဝနာဆိုးကငြိမ်ပြီးတော့နားထောင်နေပါတယ်ဦးငွေဝိုင်းကအရှင်ရနေတယ်လို့စကားဆက်တယ်อืมဘာပဲဖြစ်ဖြစ်ကျော်တော်နားဘူးအောင်အစစ်စစ်မေးမြန်းခံရမှာကျင်းတည်တယ်လူတွေကလည်းတပုတ်လေးလွင့်အမျိုးမျိုးဝေဖန်ကြအောင်ပဲ နိုင်ငံကမှခင်ဗျားတို့ရဲမှုကောင်မောင်းကလက်နဲ့တွေကိုမဆင်မခြင်းမတော့ပါနဲ့လေပါလေးနဲ့ကျိမ့်ပေါင်းထားတာမို့လားဘာတတ်နိုင်မတော့ဗျာပြောရင်တည်းလက်မသူကပြင်းနေပေါ့မစိုက်ခင်းနေဘက်ကိုလှမ်းပြီးတော့ကြည်လိုက်ပြန်နေကျုပ်လက်တက်နိုင်သမျှတော့နီးလန့်နေရှာခဲ့တာပဲလေစာကြောက်ရုပ်ဒီပိုးသက်စီဒီပိုက်ခွင်းဒီပလတ်စတစ်အိတ်ဒီဘာတစ်ခုမှအလုံးမဖြစ်ခဲ့ဘူးတခြားလုံးတရုတ်ထမင်းဆိုင်ကြာနေတာပဲ နောက်ဆုံးတော့တပ်ပြမဆိုတဲ့ဖြစ်သားထွက်လာခဲ့တာတပ်ပြမနံမိုးလင်းလပိထိုင်းတောင်းရင်ကနေတပ်ပြယုတ်တရဝနာစုဘက်ကိုလက်ပြီးအလေးနဲ့စိုက်ကြည့်လိုက်ပါလိမ့်ရေဦးကြီးလည်းဒီလောက်ဆိုရင်ဂျင်းလည်းလောက်ပါပြီတခြားမေးစရာမရှိတော့ဘူးဆိုရင် ကျုပ်အလုံးလုံးအောင်ပါတည်တဲ့အတိုင်းပဲကဘာကြီးကရက်နေမှာမဟုတ်ဘူးမလားရေဦးဝနာစုကဝငွေဝိုင်းကိုတွာခွင်ပေးလိုက်တယ်ဝငွေဝိုင်းပေါ် ဘယ်လိုဆုံးဖြတ်ရမှာဝေခွဲလို့မရသေးပါဘူးပြည့်ရတစ်ခုလုံးရဲ့အခင်းချင်းအနေထားရောက်မတော်တဆမှုရဲ့လို့တင်ရှားနေပြီမဲ့တစ်ဖက်ကလည်းပြည့်နေကြတန်တရားတစ်မျိုးကသူ့ရဲ့အာယုံတိမှာမရှင်းမရှင်းနဲ့လွလွန့်စွာပြုနေပါလေတနည်းအားဖြင့်ကြောင်နဲ့ရပါလျက်အကောင်ကိုရှာလို့မရသေးတဲ့ကြားတကောင်ရဲ့အဖြစ်မျိုးဒီလိုနဲ့ဒေါ်ရွှေမိရဲ့လောင်းထရအိခန့်ကိုသူနောက်တကြော့ သွားခြင်းစိတ်ပေါလာခဲ့တယ်တက္ကဝမှာအင်းစီဒေါ်သိန်းနဲ့ အဆောင်ရဲကျက်စကားပြောနေတာကိုတွေ့လျာပါတယ်။ဆရာဒီတော်ကဆရာနဲ့စကားပြောချင်လို့တဲ့။ကျေးဇူးပြုပြီးတစိမ့်တော့တောင်းပန်ပါရစေ။အခန်းထဲဝင်ပြီးပြုတ်လိုက်ကြအောင်လို့ပါ။နောက်ပြီးအခုလိုပြောတာတွေလည်းမပေါက်ကြားစေချင်ပါဘူး။ဝနာစိုးကဒေါ်သိန်းနဲ့တူအခန်းထဲကိုဝင်လိုက်တယ်။ဒေါ်သိန်းကအလောင်းကရင်ကိုမျက်နှာလွှဲကြိုခိုင်းပြီးတော့ရက်တယ်။ကဲစူစမ်းပါအောင်ဗျာ။ဘာများပါလဲ။ အဲဟိုဒီဒီလိုပါဆရာအန်ဂျီဟာစိတ်ဆက်တည်ကြအဲတိကြတဲ့မိန်းမစားမျိုးဆိုတော့ဆရာတိလောက်ပြီးထင်ပါတယ်ဒီတော့ဟိုလေးသူကျမကိုအတိအကျညွှန်ကြားထားခဲ့တာလေးရှိပါတယ်ကြာတော့ကြာပါပြီအဲ့ဒီကတစ်ချက်ကသူသေးတဲ့ခါသူ့ရဲ့တည်တန်းစာကိုဘယ်နေရာမှာရှားမယ်ဆိုတာလေးပါပါတယ်သူ့မောင်ကို လုံးဝမသိစေရဘူးလို့လည်းမှာခဲ့ပါတယ်သူ့မောင်ကလွှဲရင်ဘယ်သူမှမဆိုပြောနိုင်ပါတယ်တဲ့ ဝနာစုစိတ်ဝင်စားသွားပါလေကယူတဆိုင်နားထောင်နေဒေါ်သိန်းကအသက်မရှူတဲ့စကားဆက်ပါလေသူ့မောင်ကိုအတိမပေးတဲ့လိုဝတ်ချက်တွေကတော့အများကြီးပဲတန်းနေမြသခင်မကြီးမှသပင်အတုဆောင်းထားတဲ့ဆိုတာလေအငယ်မသိပါဘူးသခင်မကြီးကသူ့ရဲ့သပင်အတုကိုတယူဒီယာနဲ့တိတ်ကိုတတ်ဖို့ထားပါလေကဲပါ တူတူနဲ့လိုရင်တည်တဲ့စာပဲမှရှိတယ်လဲဆိုတာသာပြောပါဟုတ်ကဲ့ တိတ်ကိုလက်ရမြောက်တဲ့သပင်အတူထဲမှာပါဆရာတခင်ပါကြီးလက်ရှိစောင့်ထားတဲ့ဟာပါပဲနှုတ်ခမ်းသားမှာ ချူရိုးပါပါလေကျေးဇူးပါပဲဗျာဝနာစိုးကခွင့်တော်ပြန်လိုက်တယ်တကားဖွင့်ပြီးအင်စီတော်သိန်းကိုထောက်ခွင့်ပေးလိုက်တယ်ထို့နောက်ကရင်ဘေးကိုကက်လို့တို့ရွှေဤရဲ့အလောင်းကိုမှပြီး ကောင်းပါသပင်တူကိုဆွဲချွေလိုက်ပါတယ်သပင်တူရဲ့အောက်ခံအတွင်းဘက်ဒီနေရာမှာမူလချုံရိုးကိုဖြည့်လျက်တော့ အသည်ထက်ချုပ်ထားတာကိုတွေ့လျာပါတယ်ဝနဆူကချိုးယိုးတိုင်းခွက်ကြည့်လိုက်တယ်မြုပ်ကန်ရှင်းနေတူရဲ့လိပ်စာတက်ထားသော စိုက်တလုံးကနွမ်းကြည်လျက်သော အခောက်လိုက်ထွက်လာပါတယ်ဝနဆူသူ့ရဲ့ဂျက်ကင်အိတ်ထဲကိုထည့်လိုက်ပြီး အလောင်းမောင်းဇမေတုပြန်ဆွပေးဖို့ပြင်ရပြန်ပါတယ်ပြင်းနေပေါကလေးကများပိတ်ထားတဲ့ကြောင့်မှမယံမကဝင်လာသောနေရောင်တစ်ခွက်ကတေတူမိမှုအိုးကြီးရဲ့မျက်နှာကိုတက်တက်ထိုးကြလျက်ရှိပါတယ် မိမိုးကြီးရဲ့ကောင်းမကတုံကြီးဖြစ်နေပြီးတော့ညိုဝါရောင်တန်နေပါတယ်။နေရောင်အောင်မှဝန်သာစုတတိပြုမိလိုက်တာကတော့ကတုံမြောင်ကြီးပေါ်မှာလက်လေးချောင်းတမဟုတ်လက်ငါးချောင်းရာကြီးများပဲဖြစ်ပါတယ်။အပြုစင်းနေထင်းသားမို့ဝန်သာစုအသေးချာအနိကလေးလာမိတယ်။မှားစရာမရှိသိကြပါပြီ။အရွယ်ပမာဏရယောက်ျားတို့ရဲ့လက်ရနဲ့စေးဖြူရောင်များဝန်သာစုအခန်းထဲကထွက်ခဲ့ပြီးတော့ အောက်ထပ်ကိုပြန်ဆင်လာခဲ့တယ်။ကိုမသူရဲ့ရင်ထဲကမရှင်းမရှင်းနဲ့လုံးကြီးကျသွားခဲ့ပါတယ်။စစ်ရောလူပေါ်ပေါ်ပါလန်ဆန်လာခြင်းဖြစ်တယ်။အောက်ထပ်ရောက်လူစဲစဲတစီကျိုးခွေ လေကားဝင်းမှာတော့သူရဲ့အသေးစိတ်ကရှာဖွေနေတော့အချက်တစ်ချက်ကို သူ့သွားပြီးတော့တွေ့လိုက်တယ်။တခြားတော့မဟုတ်လေကားလက်ကင်တစ်သားတန်းတစ်လျှောက်မှာ အိမ်တုပ်ဆေးပြူတွေမချောက်တစ်ချောင်းနဲ့တောက်ပြုံွှင့်လက်နေခြင်းပဲဖြစ်ပါတယ်။ဒီတော့စဉ်းစားကြည့်ကြပါ လူတယောက်အလောင်းထမ်းလို့ပွေလို့လေကားတိုင်းဆင်းလာမယ်။တစိချိုးအကွေလိုနေရာမှာလွတ်နေသောလက်တစ်ဖက်ကလေကားလက်ရံကိုထောင်းမိမယ်။ထိမ့်ကင်မိမယ်။အဲ့ဒီမှာအလောင်းကသပင်တူကြီးအမတ်မထင်ကြွကြသွားမယ်။အလောင်းကြီးကိုချပီးသပင်တူကိုတက်ရံတွက်ခေါင်းကိုကင်လာမလာလောမယ်။ဒုလူကတော့အမဖြစ်သူကိုမနဲ့လက်ဖက်ရည်အတူထိုင်တော်ရင်တက်လက်မှပြစ်တက်ခဲ့ခြင်းဖြစ်ပြီးတော့အင်းစီမာကြီးနဲ့ဥယျာဉ်မှုတို့အလုဆင်းမလာခင်စိုက်ခင်းတဲ့ကို အလောင်းတော့ပြင်လေအချင်းလုံးတော့စွာရနေခဲ့ပါတယ်ခုနဆိုကအငိမ့်စားရှိနေကြီးဦးငွေဝိုင်းကို သူ့ရဲ့ရုံးခန်းထဲမှာတော့ပြီးတော့တွေ့လိုက်ပါတယ်အန်ကဲအန်ကဲမတော်ရွှေဤသပင်တူးဆွတာတိတာဘလောက်ကြပြီလဲဦးငွေဝိုင်းကသပွဲမှာထလာပြီးခဲအေးပင်နှစ်ချီကြာခဲ့ပြီလေဒါပြန်ဘယ်သူမှမသိအောင်ကျွန်တော်နှုတ်ပိတ်ထားခဲ့တာပဲဒါကမိမသားတယောက်တည်းအလွန်ကိုရေးကြည့်တဲ့လှုပ်ဝက်ချက်ပဲ အလ္လာဟာသူတို့ရဲ့ဘဝသူတို့ရဲ့ရှက်သူတို့ရဲ့တိတ်ခါပဲမဟုတ်လားသကောတလန်ဘီယံမာကြီးမေရီတောင်းဒါမျိုးစောင့်သွားသေးတယ်ဆိုလားပဲဘီယံမာကြီးကောင်းချပြီးမှဒီအကြောင်းတွေပေါ်တော့တာဒါဆိုရင်အန်ကဲမှာ ဖြစ်ပုံမျိုးပေါ့လေဒီကမှာပေါ်တော့တာပဲကိုဘာပြောတယ်ကျွန်တော်ပြောတာကရှင်းရှင်းလေးပါအန်ကဲရအန်ကဲဟာအခုမနေ့မှာအမတော်ရွှေကြီးကိုပြစ်တက်ပြီးအလောင်းကိုအောက်ထမ်းပြီးချလာခဲ့တယ်လက်ဖက်ရည်ပွဲလာမပေါ်ခင် သူလေကားလက်ရန်နေဆေးလိုက်တော့ခဲ့တော့ကိုအကေမတိခဲ့တယ်လို့အကေရဲ့လက်ကိုဆေးပြူတွေပေးခဲ့တယ်။ဒါပေမဲ့ဆေးပြူတဲ့လက်နဲ့သူ့ရဲ့ကတုံးကြီးကိုသွားပြီးကင်မိတာကိုတော့မှွင်ထူနေရကတတိမထားလိုက်မိဘူးဆိုပါတော့ဝငွေပိုင်းဟာဝနာစုပ်ကိုမြတ်တော်မခတ်တန်းမှင့်သက်ငေးမောနေမိတယ်။ဒီနောက်ချောင်းတို့ဟိုးဆိုးလိုက်ရမော့စကားထီအန်ထွက်လာခဲ့တယ်။ဟုတ်ပါကွာကျုပ်အတော့ကို အသုံးမကျလိုက်တာပဲ။ ြုံညနာကြုတ်ခံပေါ့လေလက်ဆက်တဲ့တော့စေးရီကအသွားကလေးကပေးခဲ့တာကိုကျုပ်ကလေကားပေါ်ပြန်တက်ကြမှာပေးတယ်လို့ထင်ခဲ့တာမဟာမကြီးပဲပေါ့ကျုပ်လည်းတည်တည်ချင်းမှာပဲလက်တွေဆင်းအောင်တော့စေးလိုက်တာဗျဦးငွေပိုင်းကစကားတပြောပြောနဲ့ပြုံးနေမျက်မှောင်ကုတ်သွားတယ်ဒါနဲ့နေသမောကိုလူကရိုင်းလာကြတယ်ဟင်ဒေသူရဲ့သမင်တူကိုချွတ်ကြည့်တော့ဘယ်ကောင်းမှမလဲမတရားလို့မူလားမလွင်ပါဘူးဗျာ ကြည်တင်ကြည်လိုက်တာကြည်ခွင့်ရှိလို့ကြည်ခဲ့တာပါပြီးတော့သပင်တူထဲမှာတည်တန်းစာကရှိနေတာကိုကျွန်တော်ရခံမှန်းချက်မှတ်မယ်ဆိုရင်တော့သူပိုင်ဆိုင်ရှိသမျှပစ္စည်းတွေလူဖို့တန်းဖို့နဲ့အန်ကဲကိုလည်းနည်းနည်းပါးပါးလွှတ်ပေးခဲ့မှာပါဒါပေမဲ့ခုတော့အန်ကဲရခွင့်ရည်လက်သက်ဖြစ်ကုန်ပြီကျေးဇူးပြုပြီးကျွန်တော်နဲ့ရဲစခန်းကိုလက်ခဲ့ပါတော့အန်ကဲဦးငွေဝိုင်းပကုန်းတစ်ချက်ကိုတွန်းလိုက်ပြီးနောက်ဆုံးပိတ်စကားတစ်ခွင်းကိုပြောလိုက်ပါတယ် mm ဝနာဆိုးဆိုတဲ့နာမည်လိုက်အောင်တော်ပါပဲရဲ့ရေအုံမင်းရဲ့ပြင်မကိုလည်းရှာနိုင်တယ်ပြပြန်တော့လေကျုပ်ရဲ့နှလုံးသားတည်တည်ဖြစ်တဲ့ချက်ကောင်းကြီးပါလားဗျစာရည်သူဟုတ်ကဲ့စာရည်သူဆရာကြီးကိုလည်းအထူးပဲကျေးဇူးတင်ပါတယ်စိတ်ဝင်စားပွဲတတိတံဝေကရပွဲရာပြည့်မန်ဇလန်ကောင်းလေးကိုမင်းသားကြီး channel လေးကနေတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်အဆုံးထိလိုက်ပါအပြီးနားဆင်ခဲ့တဲ့ကျွန်တော်ရဲ့မိတ်ဆွေတွေကိုအထူးပဲကျေးဇူးတင်ပါတယ်စာတပုတ်ကိုနားထောင်ပြီးတာနဲ့ မိတ်ဆွေတို့ရဲ့ထင်မြင်ဆွေးချက်တွေကိုဉာဏ်ရည်တွေးတဲ့အနေနဲ့ဗီဒီယိုလိုက်ချနေပြီးတော့ comment ပေါ်ဝင်ရောက်ဆွေးနွေးညှိကုံသွားလို့ရပါတယ်အာမနာပါနဲ့မိတ်ဆွေတို့ရဲ့ comment တစ်ချောင်းချင်းစီတိုင်းကိုကျွန်တော်တင်ဆက်သူကအလေးထားပြီးစာပြန်ပေးနေပါပြီစာဖတ်တာကိုဝါသနာပါပြီမဲ့စာဖတ်ဖို့တည်းအချိန်မပေးနိုင်အလုံးပါတယ်ကျွန်တော်ရဲ့မိတ်ဆွေတွေအတွက်မင်းသားကြီး channel လေးကနေထူးခြားဆန်းကျင်လိုဝတ်ဆန်းကျင်တိတ်တိတ်ရင်ဖို့ပရလောကကံမီယယမတန်မူခင်ဖြစ်ရမဇလန်ကောင်းမြတ်စွာကိုနေ့စဉ်မပြတ် 下回比较嘛，拍比啊，一下被你宝贝看遍啊。